ဖက်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖက်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမချမ်းသာတော်မြတ်ကတော့တမန်တော်ဝတ္ထုအခန်းကြီး27မှ23အထိဖြစ်ပါတယ်။တမန်တော်ဝတ္ထုအခန်းကြီး27ထိုသူများနှင့်ငါတို့သည် ခွာသွား၍သင်္ဘောလွှင့်မှကောသကျွန်းသို့တဲ့တဲ့သွားသဖြင့်နှစ်ဖြန်နေ၌ ယောဓုကျွန်းတို့၎င်းထိုကျွန်းမှပါတရမြို့တို့၎င်းရောက်ကြ၏ဖိနှိပ်ပြည်တို့ကူသောသင်္ဘောကိုတွေ့လျင်ထိုသင်္ဘောကိုစီး၍လွင့်ပြန်၏ကုပရုကျွန်းကိုမြင်လျင်လက်ရာဘက်၌ရှောက်သွားသဖြင့်ရှုရိပြည်တို့ကူး၍တူရုမြို့တို့ဆိုင်လေ၏ထိုမြို့မှာသင်္ဘော၌ပါသောဝင်ကိုချရာ၏တပြေတော်တို့ကိုတွေ့၍ငါတို့သည်ခုနှစ်ရက်နေကြ၏ ပေါလုသည်ယေရုရှလင်မြို့သို့မတက်ရမီအကြောင်းထိုတပည့်တော်တို့သည်ဝိညာဉ်တော်အားဖြင့်ပြောကြ၏ခொနရက်စေသောအခါတပည့်တော်အပေါင်းတို့သည် သာမယားနှင့်တကွမြို့ပြင်သို့ငါတို့ကိုပို့လိုက်ကြ၍ငါတို့သည်ထွက်သွားပြေးလျင်ပင်လေကမ်းပေါ်၌ဒူးထောက်လျက်ဆူတောင်းကြ၏အချင်းချင်းနှုတ်ဆက်ပြီးမှငါတို့သည်တင်မောပေါ်သို့တက်၍ ူတို့သည်မိမိအိမ်သို့ပြန်ကြ၏တူရူမျိုးမှ ပတောလင်မျိုးသို့ရောက်လျင်ပင်လေကူးခြင်းနှင့်လွတ်ကြ၏ပတောလင်မျိုး၌ညီအကိုတို့နှင့်နှုတ်ဆက်၍တရက်နေပြီးမှနှက်ပြန်နေ၌ထွက်သွားပြန်၍ကေသရီမျိုးသို့ရောက်လျင်ဆရာခုနှစ်ပါးအဝင် သာသနာပြုဆရာဖိလိပ္ပု၏အိမ်သို့ဝင်၍နေကြ၏ထိုသူ၌ပရောဖက်ပြုသော သမီးကညာ၄ယောက်ရှိ၏ ထိုအိမ်၌တာရှည်စွာနေကြပြီးမှအာဂဘုမြေရှိသောပရောဖက်တယောက်သည်ယူရာပြီးမှလာ၍မတော်ရှိရာသို့ဝင်သဖြင့်ပေါလု၏ကပန်းကိုယူ၍မိမိခြေလက်ကိုချီနှောင်ပြီးလျင်ဤကပန်းရှင်ကိုယူရလူတို့သည်ယေရုရှလင်မြို့၌ချီနှောင်၍တပားအမျိုးသားတို့လက်သို့အံ့နှံကြလိမ့်မည်ဟုတန်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏ ထိုစကားကိုကြားလျင်ငါတို့နှင့် ထိုအရ၌ရှိသောသူတို့ကယေရုရှလင်မြို့သို့မသွားပါနှင့်ဟုပေါလုကို တောင်းပန်ကြ၏ပေါလုကလည်းအဘဲเจ้าငိုကြွေးလျက်ငါစိတ်နှလုံးကို ကြေကွဲစေလျက်ပြုကြသနီးသခင်ယေရှု၏နာမတော်ကြောင့်ယေရုရှလင်မြို့၌ခြိနှောင်ခြင်းမက အသေးသက်ချင်းကိုပင်ခံခြင်းငါငါအသင့်ရှိသည်ဟု ဆို၏ထို့သောသွေးဆောင်ခြင်းတို့ မလိုက်သောအခါ ငါတို့သည်မသွေးဆောင်ဘဲနေ၍သခင်ဖျားအလိုတော်ရှိသည့်အတိုင်းဖြစ်ပါစေဟု ဆိုကြ၏ထို့နောက်မှငါတို့သည်အသုံးအဆောင်များကိုပြင်ဆင်၍ယေရုရှလင်မြို့သို့သွားကြ၏ကဲဒရီမြို့သားတပည့်တော်အချို့တို့သည်ငါတို့နှင့်အတူလိုက်ကြ၏ငါတို့ကိုဧခံမည်သူမနာတုံအမည်ရှိသောကုပရုကျွန်သားအသက်ကြီးသောတပည့်တော်စီတို့ ပို့ဆောင်ကြ၏ယေရုရှလင်မြို့သို့ရောက်သောအခါ ညီကိုတို့သည် ကြီးညိုသောစိတ်နှင့်ငါတို့ကိုလက်ခံကြ၏။နှက်ပြန်နေ၌ပေါလုသည်ငါတို့နှင့်တကွယာကုတ်ထံသို့ဝင်လျင်သင်းအုပ်အပေါင်းတို့သည်စည်းဝေးကြ၏။ပေါလုသည် ထိုသူများကိုနှုတ်ဆက်ပြီးလျင်မိမိသည်ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့်ဖျားသခင်သည်တပါးမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကိုတေချာစွာ ထုတ်ဖော်ပြသလေ၏။ထိုသူတို့သည်ကြားလျင် ဖျားသခင်ဤဂုံတော်ကိုချီးမွမ်းကြ၏ပေါလုအားလည်းငါတို့ညီယုံကြည်သောယူဒလူဘနတောင်ရှိသည်ကိုတင်သည်သိမြင်၏ထိုသူအပေါင်းတို့သည်ပြညတ်တရားဘက်၌စိတ်အားကြီးသောသူဖြစ်ကြ၏တဘာမျိုးသားတို့တွင်နေသောယူဒလူအပေါင်းတို့သည် သူငယ်တို့အားအယေပြားလှီးခြင်းကိုမပေးရကြရှေ့ထုံနှံအတိုင်းမကျင့်ရကြဟုတင်သည်ဆိုလျက် ူတို့သည်မောရှိတရားကိုစွန့်စေခြင်းကဆုံးမဩဝါဒပေးတတ်သည်ကိုဤလူတို့သည်သတင်းကြားကြပြီတို့ဖြစ်၍အဘယ်သို့ပြုရမည်နည်းလူအပေါင်းတို့သည်မဆုဝေးဘဲမနေနိုင်ရာသင်ရောက်ကြောင်းကိုကြားသိကြလိမ့်မည်ထို့ကြောင့်အကျွန်ုပ်တို့ဆိုသည့်အတိုင်းပြုပါလော့သစ္စာဂရိပြုပြီးသောလူလေးယောက်သည်အကျွန်ုပ်တို့တွင်ရှိ၏ထိုသူတို့ကိုယူ၍ သူတို့နဲ့တကွစင်ကြယ်ခြင်းကိုပြုလျက်သူတို့ခေါင်းရိပ်ခြင်းဇယိတ်ကို ပေးပါလော့ထို့သို့ပြုလျင်လူအပေါင်းတို့သည်မိမိတို့ကြားသောသတင်းစကားမမှန်သည်ကို၎င်းတင်းသည်ကိုယ်တိုင်ပြညတ်တရားကိုစောင့်ရှောက်၍ကျင့်နေသည်ကို၎င်းသိရကြလိမ့်မည်ယုံကြည်ခြင်းသို့ရောက်သောတပါးအမျိုးသားတို့မူကားထို့သို့သောတရားကို မကျင့်မဆောင်ဘဲလျက်ယုတ်တုရှေ့မှပူဇော်သော ရစ်ကောင်ကို၎င်း အသွေးကို၎င်းလက်ဘင်းကိုညှိ့၍တတ်သောအရာကို၎င်းမတရားသောမေထုံကို၎င်းရှောင်စီခြင်းငါသာငါတို့သည်စီရင်၍ကြားလိုက်ခဲ့ပြီဟု ဆိုကြ၏ထိုအခါပေါလုသည်ထိုသူတို့ကိုခေါ်၍နက်ဖြန်နေ၌သူတို့နှင့်တကွစင်ကြယ်ခြင်းကိုပြုပြီးမှဗိမာန်တော်သို့ဝင်၍သူတို့အတွက်အတိအချာပူဇော်တကာ ပြုရသော အချိန်ဒီဟုသော စင်ကြယ်ခြင်းကိုပြုရသောနေ့ရက်စေ့မိအချိန်ကို ကြားပြောလေ၏ထိုခုနှစ်ရက်စေ့လူသောအခါအာရှိပြည်မှလာသောယူရလူတို့သည်ဗိမာန်တော်၌ပေါ်လူကိုမြင်လျင်စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော်၍ဣတရေလလူတို့ကူမကြပါဤသူကငါတို့အမျိုးနှင့်ပြည့်ညတ်တရားကို၎င်းဤရဌာနကို၎င်း ခတ်သိမ်းသောအရက်တို့၌ဆန့်ကျင်ဘက်ပြု၍လူအပေါင်းတို့အားဆုံးမဩဝါဒပေးတော်သူဖြစ်ပါ၏ထိုမြမကဟေလသလူတို့ကိုဗိမ္မာန်တော်တဲသို့တွင်၍ဤတန်ရှင်းရာဌာနတော်ကိုညှဉ်းညူးစေပြီးတကားဟုဖြစ်ကျော်၍ပေါ်လူကိုဖန်ဆီးကြ၏အထက်ကမြို့ထဲ၌ပေါ်လူနှင့်အတူတယောဖိန်အမည်ရှိသောအေဖတ်မြို့သားတယောက်ကို မြင်ကြသည်ဖြစ်၍ထိုသူကိုပေါ်လူသည်ဗိမ္မာန်တော်တဲသို့တွင်သည်ဟု ထင်မှတ်ကြ၏တမျိုးလုံးယုံရင်ခန့်မြဖြစ်လျင်လူများတို့သည်ပြေးလာ၍စူဝေးကြလျက်ပေါ်လူကိုကန်ယူ၍ဗိမှန်တော်ပြင်သို့ဆွဲငင်ပြီးမှတခဏချင်းတကားများတို့ကို ပိတ်ထားကြ၏ပေါ်လူကိုတတ်မြီဟု အားထုတ်ကြသောအခါယေရုရှလင်မြို့တမျိုးလုံးမငြိမ်မသက်ယုံရင်ခန့်မြဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ်သောစစ်သူကြီးသည်တည်င်းကြားလျင်စစ်သူရဲများနှင့် တမိုးတို့ကိုအလင်းအမြန်ခေါ်၍ထိုသူတို့ရှိရာသို့ဆင်းပြေး၏ထိုသူတို့သည်စစ်သူကြီးနှင့်စစ်သူရဲတို့ကို မြင်လျင်ပေါလုကိုမယိုက်ဖဲနေကြ၏ထိုအခါစစ်သူကြီးသည် အနီးသို့ရောက်၍ပေါလုကိုကန်ယူပြေးလျင်တန်ကြိုးနှစ်ဆင်းနှင့်ခြည်ကြီးဟုစီရင်၍ဤသူသည်အဘဲသူနီအဘဲမှုကို ပြုမိသည်နီးဟု မေးစစ်လေ၏လူအစုဝေးထဲ၌အသီးသီးအခြားခြား ဟစ်ကြော်၍အတန်များသောကြောင့်စစ်သူကြီးသည်အမှန်ကိုမသိနိုင်သဖြင့် ပေါ်လူကိုရဲတိုက်ထဲသို့ဆောင်းသွားစေခြင်းဟာစီရင်ပြန်လေ၏လူများတို့သည် ပြင်းထန်သောကြောင့်လေကားပေါ်သို့ရောက်သောအခါစစ်သူရဲတို့သည်ပေါ်လူကိုခြိပွေ၍ဆောင်းရကြ၏သူကိုထုတ်လော့ဟု လူများအပေါင်းတို့သည်ဟစ်ကြော်လျက်လိုက်ကြ၏ပေါ်လူသည်ရဲတိုက်ထဲသို့ဝင်လူသောအခါ အကျွန်ုပ်ဒီကိုတော်နဲ့စကားပြောရပါမည်လို့ဟုစစ်သူကြီးအားမေးလျင်စစ်သူကြီးကတင်းဒီဟေလတစကားကို ပြောတတ်သလားတင်းဒီအထက်ကပုံကန်၍ဓမြလေးတောင်တို့ကို တောသို့ခေါ်သွားသောအေဂုရုလူဖြစ်သည်မဟုတ်လို့ဟုမေး၏ပေါ်လူကလည်းအကျွန်ုပ်ဒီကီလိကီပြည်တာရှုမြို့၌ဝေးဖွားသောယူဒလူဖြစ်ပါ၏အကျွန်ုပ်နေသောမြို့ကတာမညာမြို့မဟုတ် ဤသူတို့အားအကျွန်ုပ်ပြောရသော အခွင့်ကိုပေးပါ အကျွန်ုပ်ပန်ကြားပါသည်ဟုဆို၏စစ်သူကြီးသည် အခွင့်ပေးသဖြင့်ဘောလူသည်လှေကားပေါ်မှရက်၍ထိုလူတို့အားမိမိလက်နှင့် အမှတ်ပေးလေ၏သူတို့သည်အလွန်တိတ်ဆိတ်စွာ နေကြသောအခါဟေပြဲဘာသာအားဖြင့်မွက်ဆူလျက်တမန်တော်ဝတ္ထု အခန်းကြီး22ညီအကိုအဖတို့အကျွန်ုပ်သည် ကိုအပြစ်ဖြေရာစကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင်နားထောင်ကြပါဟုဆိုလေသောခေပြဲဘာသာအားဖြင့်ပြောသည်ကိုထိုသူတို့သည်ကြားလျင်ตา၍အလွန်တိတ်ဆိတ်စွာနေကြ၏ပေါလုကလည်းအကျွန်ုပ်သည်ကိလကိပြည်တာရှုမြို့၌ဝေးဖွားသောယူဒလူဖြစ်ပါ၏ဤမြို့မှာလည်းဂမလီလအမည်ရှိသောဆရာဤခြေရင်း၌ကျွေးမွေးခြင်းကို ခံ၍မိစဉ်ဖဆက်ကျင့်သောတရားကိုတေချာစွာ သိနာလေခြင်းကား ဤဥပဒေတကို ခံပါပြီ။သင်တို့ရှိသမျှသည်ယနေ့တိုင်အောင်ဖျားသခင်ဘက်၌စိတ်အားကြီးသည့်ဤသူအကျွန်ုပ်လည်းစိတ်အားကြီးသဖြင့်ယောက်ျားမိန်းမတို့ကိုချီနှောင်၍ထောင်ထဲမှလှောင်ထားလျက်အသေးသက်ချင်းတို့တိုင်အောင်ထိုဘာသာကိုညှင်းဆဲပါပြီ။ထိုကဲ့သို့ပင်ယေပရောဟိတ်မင်းမဆ၍လူအကြီးကဲအပေါင်းတို့သည် အကျွန်ုပ်ဖက်၌တတ်သည်ဖြစ်ကြပါ၏။သူတို့ထံမှလည်းအကျွန်ုပ်သည်ညီအကိုတို့ထံသို့ မာဇာကိုခံပြီးမှဓမ္မတန်မြို့၌ရှိသော ထိုဘာသာဝင် သူတို့ကိုဒဏ်ခံစေခြင်းကခြိနှောင်၍ယေရုရှလင်မြို့သို့ပို့မည်ဟုဓမ္မတန်မြို့သို့အကျွန်ုပ်သွားပါ၏လမ်း၌သွား၍ဓမ္မတန်မြို့အနီးသို့ရောက်သောအခါမောတဲ့အချိန်တွင်ကောင်းကင်တဲကကြီးသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ရုပ်ခနဲထွန်းတောက်ပါ၏ ကျွန်ုပ်သည်မြေပေါ်မှလဲ၍နေစဉ်လျှောလူလျှောလူအဘဲเจ้าငါ့ကိုညှင်းဆဲသည်နီးဟုအကျွန်ုပ်အားပြောသောစကားအံကိုကြားလျင်တခင်ကိုတော်သည်အဘဲသူနီးဟုအကျွန်ုပ်ပြန်၍မေးလျှောက်သောငါကသင်ညှင်းဆဲသောနာဇရက်မြို့သားယေရှုဖြစ်ပါဖြစ်သည်ဟုမိန်တော်မူ၏အကျွန်ုပ်နှင့်ပါသောသူတို့သည်ထိုအလင်းကိုမြင်၍ကြောက်ရွံ့ခြင်းသို့ရောက်တော်လဲအကျွန်ုပ်အားပြောသောသူ၏စကားအံကိုမချားမတိရကြ ထိုအခါအကျွန်ုပ်ကလည်းသခင်အကျွန်ုပ်သည်အဘယ်သို့ပြုရပါမည်နည်းဟုလျှောက်လျင် သခင်ဖျားကထလော့ဓမ္မတန်မြို့သို့သွားလော့သင်ဆောင်ရွက်เสียဖို့ခွဲကန့်စီမံသမျှတို့ကို ထိုမြို့၌ပြောလိမ့်မည်ဟု မိန့်တော်မူ၏ထိုလင်းဤရောင်ကြီးအရှိန်အားဖြင့်အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်အကျွန်ုပ်နှင့်ပါသောသူတို့၏လက်ဆွဲခြင်းကို ခံရ၍ဓမ္မတန်မြို့သို့ရောက်ပါ၏ ိုအခါပြညတ်တရားနှင့်အညီဖျားဝတ်၌မွေလျော်သောသူဖြစ်၍ထိုမြို့မှ နေသောယူဒလူအပေါင်းတို့တွင်အတရေရှိသောသူ အာနဏိသည် အကျွန်ုပ်စီတို့လာ၍အနား၌ရက်လျက်ညီလျှောလူတဖန်မျက်စိမြင်ခြင်းတို့ ရောက်လော့ဟုဆို၏ထိုခဏ၌အကျွန်ုပ်သည် သူကိုကြည့်ရှု၍မြင်ရ၏သူကလည်းသင်သည်မြင်လေသမျှကြားလေသမျှတို့ကို လူအပေါင်းတို့အားပြော၍ သခင်ဖျားဤတသက်ခံဖြစ်ရမည်အကြောင်းသင်သည်ဖျားသခင်၏အလိုတော်ကိုသိစေခြင်းက၎င်းဖြောင်းမတ်တော်မူသောသူကိုမြင်၍နှုတ်တော်ထွက်ကိုကြားစေခြင်းက၎င်းမာတို့ဘိုးဘေးများဤဖျားသခင်သည် သင်ကိုခန့်ထားတော်မူ၏ယခုလည်းသင်သည်အဘဲကြောင့်ဆိုင်းလင်း၍နေသည်နီထလော့သခင်ဖျားကိုပထနာပြုလျက်ဗရိဇံကိုခံ၍သင်၏အပြစ်များကိုဆေးကြောလောဟုဆိုပါ၏ ထို့နောက်မှကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်၍ဗိမာန်တော်၌ဆူတောင်းစဉ်ဘဝင်ကြ၍သခင်ဖျားကတင်းသည်စူးစား၍ယေရုရှလင်မြို့မှအလင်းအမြန်ဖတ်သွားလော့မာ၏အကြောင်းကိုတင်းသည် ပြော၍တက်သေးခံသောစကားကိုဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော်မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏အကျွန်ုပ်ကလည်းသခင်ကိုယ်တော်ကိုယုံကြည်သောသူတို့ကို အကျွန်ုပ်သည် ထောင်ထဲ၌လောင်ထား၍ တရားစရက်များ၌ရိုက်သည့်အကြောင်းကိုသူတို့သိကြပါ၏ကိုတော်ဤတသေခံ ဖြစ်သောတတိဖန်၏အသွေးကိုတွန်းသောအခါကျွန်ုပ်သည်အနား၌နေလျက်ကွံ့မြတ်ခြင်းအမှုကိုဝန်ခံ၍ကွံ့မြတ်သောသူတို့၏အဝတ်ကိုစောင့်နေပါ၏ဟု ရှောက်ဆိုလျင်သခင်ဖျားကသွားလော့မာသည်တပါးမျိုးသားတို့ရှိရာသို့တင့်ကိုဝေးလှစွာဆစ်လွတ်မည်ဟုအကျွန်ုပ်အားမိန့်တော်မူသည်ဟုပေါလုဝတ်ဆို၏ ထိုမြတိုင်အောင်ပေါ်လို့ဤစကားကိုနားထောင်ပြီးလျင် ထိုသူတို့သည်အော်ဟစ်၍ထိုတို့သော သူကိုမြေကြီးပြင်မှတုတ်တင်ပယ်ရှင်းလော့သူသည် အသက်မရှင်သင်ဟု ဆိုကြ၏ထိုတို့အော်ဟစ်ချင်းကိုအဝတ်ကိုချွတ်ချင်းမြေမှုန့်ကိုမိုးကောင်းကင်သို့ပြစ်လိုက်ချင်းကို ပြုကြစဉ်တွင်ပေါ်လူကိုအဘဲကြောင့်ထိုတို့အော်ဟစ်ကြသည်ကိုစစ်သူကြီးသည်သိလို၍ပေါ်လူကိုရဲတိုက်ထဲသို့သွင်းစဉ် ရိုက်ရွဲ့စစ်ကြောဇေဟုစီရင်လေ၏တရေကျုံးနှင့်ဆွဲတင်ကြသောအခါပေါလုကယောမလူဖြစ်သောသူကိုဓမ္မသက်အတိုင်းမစီရင်ဘဲလျက်သင်တို့သည်ရိုက်ရသလိုဟုအနား၌ရက်နေသောတတ်မှုအားဆို၏တတ်မှုသည်ကြားလျင်စစ်သူကြီးထံသို့သွား၍အဘယ်သို့ပြုမည်ကိုတတိထားပါလော့ဤသူသည်ယောမလူဖြစ်ပါသည်ဟုကြားလျှောက်၏စစ်သူကြီးသည်လည်းပေါလုထံသို့လာ၍ သင်သည်ယောမလူမှန်သလောငါအာပြောလောဟု ဆိုလျင်မှန်ပါသည်ဟုပေါလုပြောဆို၏စစ်သူကြီးကလည်းအကျွန်ုပ်သည်ငွေအများကိုပေး၍ယောမလူ၏အရေးအရာကိုရသည်ဟု ဆိုလျင်ပေါလုကအကျွန်ုပ်သည်ဇာတိအားဖြင့်ရပါသည်ဟုဆို၏ထိုအခါစစ်ကြောမြီပြုတ်သောသူတို့သည်ပေါလုထံမှချက်ချင်းသွား၍သူသည်ယောမလူဖြစ်သည်ကို၎င်းယောမလူကိုချီနှောင်မိသည်ကို၎င်းစစ်သူကြီးသိလျင်ကြောက်ချင်းသို့ရောက်လေ၏ နှက်ပြန်နေတွင်အဘဲအဖြစ်ကိုယူဒလူတို့သည်ပေါ်လူ၌တင်ကြသည်ကိုစစ်သူကြီးသည် အမှန်သိလိုသောကြောင့်ပေါ်လူ၌ခြိနောင်သောတန်ကြိုးကို ချွတ်၍ယေပရောဟိတ်အကြီးတို့နှင့်လှုပ်အရာရှိအပေါင်းတို့ကို စီဝေးစေခြင်းကစီရင်ပြေးလျင်ပေါ်လူကိုခေါ်၍သူတို့ရှေ့၌ထားလေ၏တမန်တော်ဝတ္ထုအခန်းကြီး23ပေါ်လူသည်လှုပ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍ ညီကိုတို့ကျွန်ုပ်သည်ယနေ့တိုင်အောင်ဖျားဝတ်ကိုပြုခြင်းအမှုမှာကိုစိတ်နှလုံးသည် ကို၌အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက်ပြုပါသည်ဟုပြောဆိုသောယေဘရောဟိမင်းအာနနိကသူ၏နှုတ်ကိုရိုက်လော့ဟု အနား၌ယက်နေသောသူတို့အားအမိန်ရှိ၏ထိုအခါပေါလုကအဖြူထုတ်သောအုပ်ယိုဖျားသခင်သည်တင့်ကိုရိုက်တော်မူမည်တင်းသည်အကျွန်ုပ်ကိုတရားနှင့်အညီစီရင်ခြင်းက ထိုင်နေလျက်ပင် သူ့ကိုရိုက်လော်ဟု မတရားသဖြင့်စီရင်ရမည်လောဟုဆို၏အနား၌ယက်နေသောသူတို့ကလည်းသင်သည်ဖျားသခင်၏ယေပရောဟိမင်းကိုဆဲသလောဟုမေးလျင်ပေါလုကညီကိုတို့သူသည်ယေပရောဟိမင်းဖြစ်သည်ကို အကျွန်ုပ်မသိသင်အမျိုးကိုအုပ်ဆိုးသောမင်းကိုသင်သည်မကဲ့ရရဟုကျမ်းစာ၌လာသည်ဟု ဆို၏ထိုအရာရှိတို့တွင်အချို့တို့သည် ဇတုကဲဖြစ်ကြသည် အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကိုပေါ်လူသိမြင်လျင်ညီကိုတို့ကျွန်ုပ်သည် ဖာရိရှဲဖြစ်၏ဖာရိရှဲ၏သားလည်းဖြစ်၏သေသောသူတို့သည်ထမြောက်မည်ဟုမျှော်လင့်ခြင်းအကြောင်းကြောင့်ကျွန်ုပ်သည်စစ်ကြောစီရင်ခြင်းကို ခံရ၏ဟုလွတ်တော်ပေါ်မှကြွေးကြော်လေ၏ထို့အခါဖာရိရှဲတို့နှင့်ဇတုကဲတို့သည်အချင်းချင်းညင်းခုန်၍အစုအဝေးသည် ကွဲပြားခြင်းသို့ရောက်လေ၏ကွဲပြားသည့်အကြောင်းကား ဇတုကဲတို့ကထမြောက်ခြင်းမရှိ ကောင်းငင်တမန်မရှိနံဝိညာဉ်မရှိဟု ယူကြ၏ပါရိရှဲတို့ကနှစ်ပါးစလုံးရှိသည်ဟုဝန်ခံကြ၏အော်ဟစ်တန်များ၍ပါရိရှဲတို့ဘက်၌နေသောကျမ်းစာတို့သည်ထလျက်ပြင်းစွာညင်းခုန်၍ဤသူ၌အဘယ်အဖြစ်ကိုမြငါတို့မတွေ့နံဝိညာဉ်တော်၎င်းကောင်းငင်တမန်တော်၎င်းသူကိုပြောလျင် ဖျားသခင်၏အာနာတော်ကို မဆန်ကြနှင့်ဟုဆိုကြ၏အချင်းချင်းညှင်းခုန်ခြင်းများသောအခါသူတို့သည် ပေါလုကိုဆွဲငင်၍အပိုင်းပိုင်းဆုပ်ဖြတ်မိကိုစစ်သူကြီးစိုးရိမ်သောကြောင့်စစ်သူရဲများဆင်းကြပေါလုကိုအရာရှိမင်းတို့အထဲမှအနိုင်အထက်ယူ၍ရဲတိုက်ထဲသို့ပို့ဆောင်ကြဟု အမိန့်ရှိ၏။နှက်ပြန်နေညတွင် ခင်ဖျားသည်ပေါလုအနာမှာပေါ်လာတော်မူလျက်ပေါလုမစိုးရိမ်နှင့်ငါ၏အကြောင်းအရာကိုတင်သည်ယေရုရှလင်မြို့၌တည်တည်ခံပြီးသည့်ဤတူယောမမြို့၌လည်းခံရလေဦးမည်ဟု မိန့်တော်မူ၏။မိုးလင်းသောအခါယူဒလူတို့သည်သင်ဖွဲ့၍မတို့သည် ပေါလုကိုမတက်မီတိုင်အောင်အရှင်းမစားမတောက်ရဟု ကိုကိုကျိန်ဆို၍ဒိတ်ထံပြုကြ၏။ ထို့သောတင်းဖွဲ့သောသူတို့သည် လေးချိန်မကရှိကြ၏ထို့သူတို့သည်ယေပရောဟိအကြီးတို့နှင့် လူအကြီးအကဲတို့ထံသို့သွား၍အကျွန်ုပ်တို့သည်ပေါလုကိုမတက်မီတိုင်အောင်အရှင်းမစားမတောက်ရဟု ကိုကိုချိန်ဆုံ၍ဒိဋ္ဌံပြုကြပါပြီထို့ကြောင့်နှစ်ဖြန်နေ၌စစ်သူကြီးသည်ပေါလုကိုကိုရော်တို့ထံသို့ပို့ဆောင်စေခြင်းငှာ သူ့ကိုသာ၍စိစိစစ်ကြောမိအဟံပြုတ်၍လှော့အရာရှိများနှင့် အတူ ကိုတော်တို့သည်စစ်သူကြီးကိုရှောက်ကြပါလော့ပေါ်လူသည်ကိုတော်တို့ထံသို့ မရောက်မီအကြားတွင်အကျွန်ုပ်တို့သည် သူ့ကိုတက်ချင်းကအသင်ရှိနှင့်ပါပြီဟုရှောက်ကြ၏ထို့သောလမ်းနား၌ချောင်း၍နေကြသည့်အမှုကိုပေါ်လူဤတူသည်ကြားလျင်ရဲတိုက် ထဲသို့ဝင်၍ပေါလုအားကြားပြောလေ၏ပေါလုသည်တံမူးတယောက်ကိုခေါ်၍ဤလူလင်ကိုစစ်သူကြီးထံသို့ ပို့ပါရှောက်เสียတစုံတစ်ခုရှိသည်ဟုဆိုသောတံမူးသည်လူလင်ကိုစစ်သူကြီးထံသို့ပို့ပြေးလျင်အချင်းခံရသောပေါလုသည် အကျွန်ုပ်ကိုခေါ်၍ကိုရောအားရှောက်เสียတစုံတစ်ခုရှိသောဤလူလင်ကို ကိုရောထံသို့ပို့စေခြင်းကတောင်းပန်ပါသည်ဟုလျှောက်၏ စစ်သူကြီးသည်လူလင်ကိုလက်ဆွဲ၍စိတ်ကြွေရာအရက်သို့တွားပြေးလျှင်တင်းသည့်အဘဲအကြောင်းကိုငါအားရှောက်ချင်သည်နည်းဟု မေးမြန်းလေ၏လူလင်ကလည်းကိုတော်သည် နှက်ပြန်နေ၌ပေါ်လူကိုလွတ်တော်သို့ ပို့ဆောင်စေခြင်းကယူရလူတို့သည် သူကိုတာ၍စစ်စစ်မေးမြန်းမိအဟံပြု၍ကိုတော်ကိုတောင်းလျှောက်မိဟု တိုင်းမင်းညံ့ညော့ကြပါပြီ။ တို့ရတွင်တို့ဤအလိုတို့မလိုက်ပါနှင့်ပေါလုကိုမတတ်မီတိုင်အောင် အရှင် မစားမတောက်ရဟု ကိုကို ချိန်ဆို၍ဒိဋ္ဌံပြုသောယူဒလူလေးချိန်မကလမ်းနာ၌ပေါလုကိုချောင်း၍နေကြပါ၏ယခုပင် ကိုတော်ဝင်ခံမြင့်စကားကို ထိုသူတို့သည်ဆိုင်းလင်း၍အသင့်ရှိနှင့်ပါပြီဟုပြောလေ၏စစ်သူကြီးကလည်း သင်သည်ငါအားဤသို့ကြားလျှောက်သည်ကိုအဘယ်သူအားမျှမပြောနှင့်ဟုထိုလူလင်ကိုမှားထား၍လွတ်လိုက်ပြေးလျင်တမူးနှစ်ယောက်တို့ကိုခေါ်၍ယနေ့ညသုံးချက်ဒီအချိန်၌ကဲသရီမြို့သို့သွားစီခြင်းကစစ်သူရဲ200မြင်းစည်းသူရဲ9ချက်လှံကိုင်းသူရဲ200တို့ကိုပြင်ဆင်ကြပေါ်လူစည်းစရာဖို့တလိမ့်ဆန်တို့ကိုပြင်၍ပေးကြသူကိုဖီလစ် မင်းထံသို့ကြမ၍ပို့ကြဟု အမိန်ရှိ၏စစ်သူကြီးသည် ရေး၍ပေးလိုက်သောစာဟုမူကားကလောဒီလူတိကမြတ်တော်မူသောမြို့ဝင်မင်းဖေလစ်ကိုမြစ်တာနှင့်ကြားလျှောက်လိုက်ပါသည်ယူရာလူတို့သည်ဤသူကိုဖမ်းဆီး၍တပ်မြည်ပြုကြစဉ်သူသည်ယောမလူဖြစ်ကြောင်းကိုကျွန်ုပ်သည် ကြားသည့်သဖြင့်စစ်သူရဲတို့နှင့်တကွသွား၍သူကိုနှုတ်ပါသည် ယူဒလူတို့သည်အဘယ်အပြစ်ကြောင့်သူနှင့်အမှုလောက်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်သူကိုယူ၍လွတ်တော်သို့ ဆောင်သွားပြီးလျှင် အသေးသက်ချင်းအကျဉ်းထားခြင်းကို ခံထိုက်သောအပြစ်ကြောင့်အမှုလောက်ကြသည်မဟုတ်ဘဲသူတို့တရားနှင့်ဆက်ဆိုင်သော ပု္ပ္ပာအမေးကိုအကြောင်းပြု၍သာ အမှုလောက်ကြသည်ကိုအကျွန်ုပ်သိမြင်ပါ၏ယူဒလူတို့သည်မကောင်းသောအကြံနှင့် သူကိုလောက်ကြံမည်ဟုအကျွန်ုပ်ရိပ်မိလျင် သူကိုကိုရော့ထံသို့ချက်ချင်းဆေလွတ်၍အမှုလုတော့သူတို့ကိုရှေ့တော်၌ရှောက်ထားစေခြင်းကစီရင်ပါ၏ကိုရော့ကျမ်းမာပါစေတော်ဟုရေး၍ပေးလိုက်သည်စစ်သူကြီးမာထားသည့်အတိုင်းစစ်သူရဲတို့သည်ပေါလုကိုယူ၍ညအခါအန်တီပါတရီမျိုးတို့ပို့လိုက်ပြီးမှနှက်ပြန်နေ၌မြင်းစည်းသူရဲတို့ကိုပေါလုနှင့်တကွသွားစေခြင်းကလွတ်လိုက်၍ မိမိတို့သည်ရဲတိုက်သို့ပြန်ကြ၏မြင်းစည်းသူရဲတို့သည်ကဲသရီမြို့သို့ရောက်လျင်စစ်သူကြီး၏စာကိုမြို့ဝင်မင်းလက်သို့အပ်ပေး၍ဘောလူကိုလည်းရှေ့တော်၌တွင်ထားကြ၏မြို့ဝင်မင်းသည်စာကိုဖတ်ပြီးမှအဘယ်မြို့နှင့်ဆက်ဆိုင်သနည်းဟုမေး၍ကိလကိပြည်သားဖြစ်သည်ကို ကြားသိလျင်တင့်ကိုအမှုလုပ်တော်သူတို့သည်ရောက်လာသောအခါငါနားထောင်မည်ဟုဆို၍ဘောလူသည်ဟေရုမင်း၏ အိန္ဒိုနိုင်အချုပ်ခံလျက်နေစေဟုစီရင်လေ၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့နှုတ်ကပတ်တမာကျမ်းစာတော်မြတ်ကတော့တမန်တော်ဝတ္ထုအခန်းကြီး27မှ23အထိဖြစ်ပါတယ်ကြားနာတော်သူအပေါင်းထာဝရဘုရားကောင်းကြီးပေးပါစီ